စားဖို့လှုပ်တာလားလှုပ်ဖို့စားတာလားဒီနေ့မှာတော့ဖုံးဖို့ကိုအမြဲတမ်းဖျားဖူးတွေလိုက်ပို့ပေးတယ်တက္ကတော်ကိုကျော်သူ တက္ကမမဆာကြည်လင်းမိသားစုတို့ကနေပြီးတော့ဖုံးဖို့ကိုဒီနေ့မှာနေစွာဆက်ကလူတန်းပါတယ်အော်နေစွာဆက်ကလူတန်းတယ်ဟောဒီတက္ကတော်မများကိုဖုံးဖို့ကတရားဓမ္မလေးဟောပေးခြင်းပါတယ်စကလုံးလေးနှလုံးရှိပါတယ်စားဖို့လှုပ်တာလားလှုပ်ဖို့စားတာလားပေါ့ တ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာလောကသားများအတွေ့မျက်မှောက်ဘဝမှာကြီးပွားကြောင်းတမလွန်ဘဝမှာကြီးပွားကြောင်းဆိုပြီးခွဲခြားပြီးတော့ဟောထားတာတွေရှိပါတယ်။အဲ့တော့မြတ်စွာဘုရားကဒီဘဝမှာကြီးပွားတိုးတက်ဖို့ဆိုရင်တဲ့ကြိုးစားစုဆောင်မိတ်ဆွေကောင်းနဲ့သုံးဆွဲမြတ်တာဤလေးဝါကမျက်မှောက်ဘဝချမ်းသာရ၏ဆိုတဲ့အတိုင်းပဲ။ ဒီဘဝမှာကြီးပွားတိုးတက်အောင်မြင်ဖို့ဆိုရင်နံပါတ်1အလုပ်ကိုဝီရိယစိုက်ပြီးတော့ကြိုးစားအားထုတ်ရမယ်ကြိုးစားအားထုတ်လို့ရရှိလာတဲ့ငွေကြီးဥစ္စာတွေကိုစုဆောင်းနိုင်ရမယ်စုဆောင်းနိုင်ရုံနဲ့လည်းမပြီးသေးဘူးမိကောင်းဆွေကောင်းကလည်းရှိဖို့အရေးကြီးတယ်မိကောင်းဆွေကောင်းဆိုတာကိုယ့်ထက်ကို အသိဉာဏ်ပညာစည်းဝါးဥစ္စာတာလွန်တဲ့ပုံကိုယ်တွေကို အမိပြုပြီးတော့ပေါင်းတင်ထားရမယ်။နောက်တစ်ခုကသုံးဆွဲမြတာတဲ့။သုံးတဲ့ဆွဲတဲ့အခါမှာလည်းပဲဝင်ငွေနဲ့ထွက်ငွေမြတ်မြတ်တတာသုံးဆွဲထားရမှာဖြစ်ပါတယ်။ဒါမှသာလျှင်ဒီဘဝမှာကြီးပွားတိုးတက်အောင်မြင်မှာဖြစ်တယ်။အလုပ်လုပ်တဲ့အခါမှာလည်းပဲစားဖို့လုပ်တာလားလုပ်ဖို့စားတာလားပေါ့။စားဖို့လုပ်တဲ့ပုံကများကြတော့ တခြားတပားသူတွေရဲ့အလုပ်ကို သွားလုပ်ပေးကြတယ်။လုပ်တဲ့အခါမှာပတ်စံရရင်ပြီးရောတာဝန်ကြီးရင်ပြီးရောဆိုတဲ့ပုံစံမျိုးတွေကစားဖို့အတွက်လုပ်နေကြတယ်။မနေ့မိုးလင်းကနေမိုးချုပ်အထိညမိုးချုပ်ကနေမနေ့မိုးလင်းအထိအလုပ်လုပ်ကြရတယ်။စားဖို့လုပ်တာလား။စားဖို့လုပ်တယ်ဆိုတာပတ်စံရဖို့ကိုလုပ်တဲ့အလုပ်မှာတာဝန်ကြီးရင်ပြီးပြီ။အမိသားစုစားရရင်ပြီးပြီဆိုတဲ့ပုံစံမျိုးပါ။ စားဖို့လောက်တာဖြစ်ပါတယ်ဘုဖို့စားတာကြတော့ဒီလိုမဟုတ်တော့ဘူးကိုလုတ်တဲ့လုပ်ငန်းရဲ့အပေါ်မှာစေတနာလေးတွေထည့်လိုက်တယ်ကိုယ့်ရဲ့အလုပ်လုပ်နေရတယ်လို့ပဲကိုယ့်ရဲ့လုပ်ငန်းကို လုပ်နေရတယ်လို့ပဲစေတနာထည့်လိုက်တယ်မေတ္တာတရားလေးတွေပါပေါင်းထည့်လိုက်တယ်ငါလုပ်တဲ့လုပ်ငန်းကြောင့်လုပ်ငန်းရှင်တွေလည်းပဲအဆန်ပြေကြပါစေကြည်ပွားကြပါစေတိုးတက်ကြပါစေအောင်မြင်ကြပါစေဆိုတဲ့စိတ်စေတနာကောင်းလေး အဲ့ဒီထဲမှာမှမေတ္တာကောင်းလေးပါရောထည့်ပေးလိုက်တော့အဲ့ဒီအလုတ်ကြောင့်လုပ်ငန်းရှင်တွေလည်းပဲကိုယ့်ရဲ့စွမ်းဆောင်မှုကြောင့်အရင်ကထက်ကြီးပွားတိုးတက်အောင်မြင်လာကြတယ်။ဒါကြတော့စားဖို့လုပ်တာမဟုတ်ဘူးလုပ်ဖို့စားတာဖြစ်တယ်။လောကစကားနဲ့ပြောမယ်ဆိုရင်တို့တွေကတဘိုးတည်းကြည်တာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်။အများအတွေ့ကြည်ပြီးတော့မှအလုပ်လုပ်ရတာဖြစ်ပါလေ။တချို့လုပ်ငန်းရှင်တွေကပြောပါတယ် ။တပည့်တော်တို့အတွက်ကတော့ပူစရာပန်စရာမရှိပါဘူးတဲ့အစဉ်ပြေပါလေတဲ့။ဒါမှမဟုတ်ဗျာတဲ့တပည့်တော်တို့လက်အောက်မှာအလုပ်လုပ်ကြတဲ့အလုပ်သမားတွေသူတို့တွေကိုကြည့်ရတယ်ဗျာတဲ့။သူတို့တွေကအလုပ်ကိုင်းကလည်းရှားတယ်။ဆိုတော့သူတို့တွေအလုပ်ကိုင်းလေးတွေအစဉ်ပြေအောင်လို့ဒီအလုပ်ကိုပဲတပည့်တော်တို့လုပ်ပေးနေရတယ်ဆိုတော့ဒါကြတော့စားဖို့လောက်တာမဟုတ်တော့လုပ်ဖို့စားတာအများအစဉ်ပြေအောင်အတွက်လုပ်ပေးတာဖြစ်သွားတာပေါ့နော်။အဲကြောင့်မို့လုပ်ငန်းပေါ်မှာလည်းပဲ စေတနာမေတ္တာထားရမယ်နောက်တစ်ခုကဒက်ခါတဲ့ဘာပဲလှုပ်လို့ကိုလှုပ်တဲ့အလုပ်ပေါ်မှာကျွမ်းကျင်မှုလိမ္မာမှုရှိရမယ်ဒါမှမျက်မှောက်ဘဝမှာကြီးပွားတိုးတက်အောင်မြင်မှာဖြစ်ပါတယ်နောက်တစ်ခုကတမလွန်ဘဝကို သွားရတဲ့အခါဘုံဘုံတို့ကဒီတဝရဲနဲ့ပြီးသွားမှာမဟုတ်ဘူးတမလွန်ဘဝကိုလည်းပဲသွားကြရအောင်မှာဖြစ်တယ်တမလွန်ဘဝမှာကြီးပွားတိုးတက်ဖို့လည်းမြတ်စွာဘုရားကဟောထားတာလည်းရှိပါတယ် တရာသီလစာကပညာလေးပြာတရားကျင့်သုံးညာကတမလွန်ဘဝစိတ်အေးရာဤဆိုတဲ့အတိုင်းပဲတမလွန်ဘဝကိုသွားမဲ့ပုံကိုယ်တွေဟာဒီဘဝမှာဘုရားတရားတန်ခါယရနာ၃ပါးရဲ့အပေါ်မှာရှိကတဲ့ပုံမူပြီးတော့တက်ဝင်ယုံကြည်မှုရှိရမယ်ကံကံရဲ့အကျိုးကိုလည်းပဲတက်ဝင်ယုံကြည်မှုရှိရမယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့ကံကံရဲ့အကျိုးကိုလည်းပဲယုံကြည်တက်ဝင်မှုရှိရမယ် ဇာကတဲ့ကိုပေးနိုင်သလောက်ကိုကျွေးနိုင်သလောက်ကိုလူနိုင်သလောက်ကိုတန်းနိုင်သလောက်ပေးရမယ်ကျွေးရမယ်လူရမယ်တန်းရမယ်ဆိုတဲ့ဇာကလည်းပဲရှိရမယ်သီလတဲ့သီလတရားလည်းပဲရှိရမယ်သီလဆိုတဲ့နေရာမှာကိုနဲ့နှုတ်ကိုစောင့်ထိန်တာပေါ့ကိုနဲ့မကောင်းတာတွေမလုပ်ဘူးနှုတ်နဲ့မကောင်းတာတွေမပြောဘူးအသက်ကြီးလာတာနဲ့အမြဂုံရှိလာတာနဲ့အမြဒါကိုကျင့်တရားသီလတွေကောင်းအောင် ထိန်းထိန်းဆောင်ရှောက်ရမှာဖြစ်ပါတယ်။ပညာတဲ့ပညာဆိုတဲ့နေရာမှာအတန်းပညာကိုပြောတာမဟုတ်ပါဘူး။ဝိပဿနာဉာဏ်ပညာကိုပြောတာဖြစ်ပါတယ်။ဘုံမုံတို့တွေကနေရေးထက်ပေရေးခက်ဆိုတဲ့အတိုင်းပဲ။နေတာကတော့ဘလို့ဖြစ်ဖြစ်နေလို့ရတယ်။ပေရေးကြတော့အမတန်ခက်တယ်။အသက်တစ်ချောင်းထွက်ဖို့ရတော်တော်ကိုခက်ခဲပါတယ်။အဲ့တော့အသက်တစ်ချောင်းထွက်မဲ့အရေးမှာမတူဘဲတည်ဖို့ ဆွဲလမ်းပဲတည်ဖို့အရေးကြီးပါတရားရှာကိုမာတွေ့ဆိုတဲ့စကားလိုပဲတရားတွေကိုရှာပွင့်စုဆောင်းတဲ့အခါမှာဒီကိုခန္ဓာမှာပဲရှာရမှာဖြစ်တယ်။ဒီနေ့အဖြစ်ဝိပဿနာဉာဏ်ပညာပေါ့ဒီယုတ်ဒီခန္ဓာတရားတွေဟာမမြဲဘူးဆိုတာလေးကိုသဘောပေါက်ရမှာဖြစ်ပါတယ်။ကိုယ်အနေနဲ့သရတရားတော့ရှိပါတယ်။သီလတော့ရှိပါတယ်။စွန့်ကျဲမှုတွေလည်းပဲလုပ်ပါတယ် ိပဿနာဉာဏ်ပညာလေးမှမရှိဘူးဆိုရင်လည်းအဆင်မပြေကြဘူး။အဲကြောင့်ဘုရားဆိုတာကတမလွန်ဘဝကြီးပွားတွတ်တက်ဖို့ဆိုပြီးနောက်ဆုံးထွက်သက်လေးမှာအရေးကြီးဆုံးဖြစ်တဲ့ဝိပဿနာဉာဏ်ပညာလေးရှိဖို့အရေးကြီးတယ်။ဒါကြောင့်မို့လို့ဒီရုပ်ဒီခန္ဓာနဲ့ပတ်သက်ပြီးတော့မမြဲခြင်းအနိစ္စအစိုးမရခြင်းအနတ္တဆင်းရဲခြင်းဒုက္ခတရားတွေကိုစင်ကျင်နှလုံးသွင်းထားရမှာဖြစ်ပါတယ်။ဘာလုပ်ငန်းပဲလုပ်လို့ဘာအလုပ်ပဲလုပ်လို့ စားဖို့လုပ်တာလားလုပ်ဖို့စားတာလားဒီဘဝမှာကြီးပွားတွတ်တက်အောင်မြင်ခြင်းနေဆိုရင် စားဖို့လုပ်တာထက်လုပ်ဖို့စားတာပဲဖြစ်တင်ပါလေအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ